မင်္ဂလာနနေခင်ပါစမ်းမချမ်းသာဘေးရန်ကင်းကွာဘုန်းတော်ထင်ရှားရာတနေ့တာဖြစ်ကြပါစေဒီနေ့မနေ့ရန်ကုန်မြို့နယ်နေတဝိုက်ပူချိန်ကတော့29ဒီဂရီရှိပြီးတော့မှ33ဒီဂရီရှိတယ်လို့ခန်းစားရရှိနိုင်ပါတယ်လေရုရေသွေးကအတင်းတင်းဖြစ်ပါတယ်ဒီနေ့လုံးနေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပြီးတော့မှအမြင့်ဆုံးပူချိန်ကတော့30ဒီဂရီဖြစ်ပါတယ်နေ့စဉ်ဝိပ္ပူချိန်လင်းပြ မေလ30ရက်တောက်ကြနေ2025လူတစ်ကိုယူတင်ဝစ်ဆောင်တော်သူဖြစ်ကြ၏ဒီကချက်ကောလသဲဩဝါဒစာမခွန်အားယူစရာများအပိုင်းကိုဖတ်ရန်ကြံကြဲကောလသဲဩဝါဒစာခန်းကြီး3ခန်းငယ်8မှ35ယခုမူကားထိုအမှုအလုံးစုံတို့ကို၎င်းအမျက်ထွက်ခြင်းစိတ်ဆိုးခြင်းမနာလိုခြင်းသူအတီပြက်အောင်ပြောဆိုခြင်းညှဉ်းယူသောစကားကိုတုံးခြင်းတို့ကို၎င်း ်တင်တို့နှုတ်မှပယ်ရှင်းကြလောချင်းချင်းမှုသာစကားကိုမပြောမသုံးကြနဲ့အကြောင်းမူကားတင်တို့သည် လူဟောင်းဤအချင်းတို့နှင့် လူဟောင်းဤကိုကိုချွတ်ပယ်၍ဖန်ဆင်းတော်မူသောသူဤပုံတံတန်နှင့်ညီမှန်သောပညာအပြင် အသည့်ပြုပြင်သောလူသည့်ကိုယူတင်ဝတ်ဆောင်တော်သူဖြစ်ကြ၏ထိုဖန်ဆင်းပြုပြင်တော်မူရာ၌ဟေလတလူမရှိယူဒလူမရှိ အေးပြားလီးမင်္ဂလာခံခြင်းမရှိ မခံခြင်းမရှိ လူရိုင်းမရှိတကုတိလူမရှိ ကျွံမရှိ လူလွတ်မရှိ ခရစ်တော်သည် အလုံးစုံတို့၌အလုံးစုံဖြစ်တော်မူ၏ထို့ကြောင့်တင်တို့သည်ဖျားသခင်ရွေးကောက်တော်သူတန့်ရှင်တော်သူချစ်အပ်တော်သူကဲ့သို့တနာဆုံးမဲ့ခြင်း၊ခြေစုပြုခြင်း၊စိတ်နှိမ်ချခြင်း၊နှူးညံ့သိမ်မွေ့ခြင်း၊စိတ်ရှည်ခြင်းတို့ကို ယူတင်ဝစ်ဆောင်ကြလောတယောက်နဲ့တယောက်အပြစ်တင်စရာခွင့်ရှိလင်အချင်းချင်းသီးခံ၍အပြစ်ကိုလွတ်ကြလောခရစ်တော်သည် သင်တို့၏အပြစ်ကိုလွတ်တော်မူတကယ်သို့ထိုနည်းတူပြုကြလောစုံလင်ခြင်းဖွဲ့စည်းသည်ဟူသောချစ်ချင်းမြတ်တာကိုထပ်၍ယူတင်ဝစ်ဆောင်ကြလော သင်တို့စိတ်နှလုံးထဲ၌ခရစ်တော်၏ငြိမ်သက်ခြင်းအုပ်ဆိုးစေထိုသို့လို့ငါသင်တို့သည် တလုံးတကိုဒီ၌ခေါ်ထားရမှုခြင်းကိုခံကြသည်ဖြစ်၍ယေရှုတော်ကိုတည်တော်စိတ်ရှိလောဂလာတိဩဝါဒစာခန်းကြီး၃ခန်းငယ်9ခရစ်တော်၌ဗတ္တိဇံကို ခံတော်သူရှိသည်များတို့သည် ခရစ်တော်ကို ယူတင်ဝတ်ဆောင်တော်သူဖြစ်ကြ၏ရှင်ဘောလူသည် ကောလောသဲမြို့မှာရှိတဲ့ယုံကြည်သူတွေကို အထက်အရာကိုစိတ်ဆွဲလန်းခြင်းရှိကိုမှာကြားပြီးတဲ့နောက်ပိုင်းမှာ လူဟောင်းဆိုတဲ့အရာကို အတ္တရဲ့ဘက်ပေါင်းစုံနေသားမှာစွန့်လွတ်စွန့်ပယ်ဖို့ဆက်လက်တွင်တင်ညွှန်ကြားပါတယ်။ခန်းငယ်ငါးမှာဖော်ပြခဲ့တဲ့မတရားတဲ့မေထုံမီဝဲခြင်း၊ညှဉ်းညူစွာခြင်းချင်း၊ကိလေသာပူပန်ခြင်း၊စိုးညစ်တော်တတ်မဲ့ခြင်း၊ရုပ်တုကိုးကွယ်ခြင်းဖြစ်တဲ့လောဘလွန်ကျူးခြင်းတွေပါဝင် အမျက်ထွက်ခြင်း၊စိတ်ဆိုးခြင်း၊မနာလိုခြင်း၊သူအတည်ပြက်အောင်ပြောဆိုခြင်း၊ညှဉ်းညူသောစကားကိုသုံးခြင်းတို့ကို ကိုယ့်ရဲ့နှုတ်ကနေပယ်ရှားဖို့ရင် ဆက်လက်တွင်တင်ညွှန်ကြားပါတယ်။ကိုအမူယာနှုတ်မူယာယလူဟောင်းမှရှိတဲ့အကျင့်တရားတွေကိုပယ်ပြီးတော့မှခရစ်တော်၌လူတစ်ကို ယူတင်ဝိဆောင်ရှင်သန်ကြဖို့ရန်ဖြစ်ပါတယ်။အဲ့လိုလူတစ်ကိုယူတင်ဝိဆောင်တဲ့အခါမှာလဲအပေါ်ရင်သဘောမဟုတ်ဘဲနဲ့ကိုယ့်ရဲ့အပြောဆိုကစားသတိထားဖို့ဥဒါနဲ့ဆိုင်တဲ့စကားကိုမပြောဖို့ဘာကြောင့်လဲဆိုတော့လူဟောင်းရဲ့အကျင့်တို့နဲ့လူဟောင်းကို ချွတ်ပယ်ဆွန့်ပစ်ပြီး မှန်သောပညာအားဖြင့်အသိပြုပြင်တဲ့ဖန်ဆင်းတော်မူသောသူရဲ့ပုံတံနဲ့ညီပြုပြင်ထားတဲ့လူတစ်ကိုယူတင်ဝတ်ဆောင်သောသူတွေဖြစ်တဲ့အတွက်လူဟောင်းတွေကိုစွန့်ပယ်ရမယ်။အဲဒီလိုအသိပြုပြင်ဖန်ဆင်းတဲ့နေရာမှာလဲခရစ်တော် night တလုံးတော့ရတဲ့ဖြစ်ပြီးတော့မှလူမျိုးခွဲခြားခြင်းအဆင့်တန်းခွဲခြားခြင်းအသားအရောင်ခွဲခြားခြင်းကြားမခွဲခြားခြင်းတွေမရှိဘဲနဲ့ ခရစ်တော်၌တလုံးတကိုယ်ရဲ့ဖြစ်ကြဖို့ရန်ဖြစ်ပါれ။အဲ့တော့ကိုယ့်ရဲ့တကိုယ်ရည်ရှင်သန်ပြောဆိုနေထိုင်မှုတွေသည်လည်းခရစ်တော်ရဲ့လက်ဝါးကားတိုင်းတရားတိုင်းဖြစ်ရမယ်။ကိုယ့်ရဲ့လူမှုဆက်ဆံပေါင်းသင်းရေးသည်သည်လည်းမတူညီ क्वे ပြားတာတွေကိုစံကြယ်မဲမပြုဘဲနဲ့ခရစ်တော်၌အလုံးစုံဖြစ်ခြင်းဆိုတဲ့တလုံးတဝရဲ့သဘောတရားကိုခံယူရမယ်။အဲ့ဒီတော့ယုံကြည်သူဆိုရာသည်ကိုယ့်သဘောနဲ့ကိုယ်အသက်ရှင်ခြင်း ဇာတိအလိုတိုင်းသက်ရှင်ခြင်းကိုမပြုဘဲနဲ့ဘုရားသခင်ရွေးကောက်တဲ့သူသက်ရှင်တဲ့သူချစ်အပ်တဲ့သူရဲ့ပုံစံတိုင်းပဲတနာဆုံမဲ့ခြင်းယေရှုပြုတာတွေစိတ်နှိမ်ချတာတွေလူငယ်တိမ်မွေးစိတ်ရှိခြင်းတို့ကိုဆက်လက်ယူတင်ဝတ်ဆောင်ခြင်းကြံပြုမှုကြဖို့ရန်ဖြစ်ပါတယ်။အဲ့ဒီအချင်းကြံပြုမှုတွေကိုလှူဆောင်ခြင်းအပြင်လူတစ်ဖြစ်တာမဟုတ်ဘဲနဲ့ လူသစ်ဖြစ်လို့လူသစ်ရဲ့အကျင့်ကြံပြုမှုတွေကိုယူတင်ဝတ်ဆောင်လှူဆောင်ကြခြင်းပဲဖြစ်ပါတယ်။ဆက်လက်ပြီးတယောက်နဲ့တယောက်အပြစ်တင်စရာ ခွင့်ရှိရင်လည်းပြစ်ကိုလွတ်ဖို့ချင်းချင်းသီးခံမှုခရစ်တော်အပြစ်လွတ်တဲ့ကဲသို့ချင်းချင်းပြစ်လွတ်ဖို့ဖြစ်တယ်။တပါးသူတွေနဲ့ဆက်ဆံခြင်းမှာမေတ္တာကိုအခြေခံပြီးမှဖွဲ့စည်းတည်ဆောက်ကြဖို့ရန်ဖြစ်တယ်။ယုံကြည်သူရဲ့နှလုံးသားထဲမှာခရစ်တော်ကိုအုပ်ဆိုခြင်းပြုမယ်ဆိုရင်ခရစ်တော်ရဲ့ညီသက်ခြင်းလည်း ယုံကြည်တဲ့နှလုံးသားကိုအုပ်ဆိုးမှဖြစ်တယ်။ယုံကြည်သူချင်းချင်းကောင်းတင်ဆက်ဆံပြောဆိုတဲ့အခါမှာခရစ်တော်ရဲ့ငြိမ်းချမ်းခြင်းချစ်ချင်မြတ်တာကိုခြေပြုပြီးတော့မှခရစ်တော်၌အားလုံးတစ်လုံးတကိုယ်ရဲ့ဖြစ်ဖို့ခေါ်တော်မူခြင်းကို ခံရတဲ့အတိုင်းပဲခရစ်တော်ရဲ့ကြီးစုတော်ခရစ်တော်ရဲ့မြတ်တာတော်ကို သိပြီးတော့မှဆက်လက်ပရမရှင်တန်လျှောက်လန်းကြဖို့ရန်ဖြစ်ပါတယ်ဆက်လက်ဆုတောင်းကြပါစို့မြတ်တော်ရှင်သခင်သာရမြတ်စွာသောဘုရား ဒီမနေ့ကောင်းမွန်ကျမ်းမာစွာလူထာခွင့်ကိုကိုရောပြင်ဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။မကျမ်းမာတဲ့သူတွေ၊ဒဏ်ရာရတဲ့သူတွေ၊စိတ်ပိုင်းဆိုင်ရာအနောက်ဆက်ရှိတဲ့သူတွေ၊ဝင်လေတဲ့သူတွေအားလုံးလည်းဒီမနေ့မှာကျမ်းမာရှင်လန်းသွားပြည့်နိုးထလာစေဖို့ကိုရောရှင်ပြင်ဆင်ကောင်းကြီးပေးပါ။ခရစ်တော်ရဲ့ညီသက်ခြင်းအလုံးသားတိုင်းမှာအုပ်ဆိုးစေပါ။ခရစ်တော်၌တလုံးထွားရဲဖြစ်သောယုံကြည်သူတွေတက်တာဖြစ်စေဖို့ မဆာရမူပါ တိုင်းတိုင်းငယ်တီးတီးကိုရရှင်ကောင်းကြီးပေးပါစစ်မဲ့ဘေးတန်းနေငိမ့်အေးစီပါယောဂဗယပေးတဘာဝကပ်ပေးမျိုးမျိုးမှာကင်းလွတ်စေတော်မူပါမာရငကြီးကောင်းကြီးပေးပါတဘာဝကပ်ပေးမျိုးမျိုးမှာကိုရရှင်ကင်းဝေးစီပါ မိုးကြီးရေရှမ်းဖြစ်နေနေရတဲ့ကိုရရှင်ခွဲကာပြင်ဆင်ကောင်းကြီးပေးပါပြန်လဲပုံမှန်ရက်တည်စေဖို့မာဇာတော်မူပါစစ်ဘေးရှောင်များကောင်းကြီးပေးပါ အိုးအိမ်စည်းစိမ်ဥစ္စာတွေကိုဆွန့်လွတ်ပြီးတော့မှသူတို့တက်ဘေးလို့ရသွားတဲ့အခါမှာဘေးအန္တရာယ်လုံးကျုံစေသလိုလုံလောက်စွာသွားလာစားသောက်နေထိုင်သက်ရှင်နိုင်မှမြည်ချောင်းကောင်းကြီးပေးပါလူသားတွေရဲ့ရှင်သန်မှုလူသားတွေရဲ့အသက်ကိုတန်ဖိုးထားတဲ့လူတွေအားလုံးကိုရရှင်ကောင်းကြီးပေးပါတန်မိုးမထားတဲ့သူတွေကိုလည်းကိုရရှင်ဆုံးမတန်ခတ်တော်မူပါမာပြည်ကြီးနဲ့တကွာ ။ငါပြည်သူပြည်သားအားလုံးရဲ့ခန္ဓာကိုယ်စိတ်ဝိညာဉ်အားလုံးကိုကိုရရှင်ပြင်ဆင်ခဲ့တဲ့ကောင်းကြီးပေးပါမည်အကြောင်းသခင်ယေရှုခရစ်တော်ဖခင်၏နာမတော်မြတ်ကိုမြှုပ်လေသနာခံဆုတောင်းကြပါရစေဖခင်။အာမင်။